ဒုက္ခပဲယူဆိုခဲ့ဒုက္ခကိုမင်းသိဗလားသိမှမင်းကရှုလို့ဖြစ်မှာဒုက္ခသိလားဒုက္ခမသိပဲနဲ့ဒုက္ခရှုကြတယ်လည်းပဲတော်တော်ကြတော့ဒုက္ခတောင်းဒုက္ခတုံးဒုက္ခတိုင်ဒုက္ခဖြစ်နေပြန်အောင်ပါဗျာအဲ့တော့ဒုက္ခကိုတည်တည်ချာချာသိအောင်လုပ်ရမယ်တည်တည်ချာချာသိမှကျွတ်တော့ဒုက္ခကိုဖျဲလွယ်ကြည့်မှာဟုတ်ဒုက္ခကိုတည်တည်ချာချာသိအောင်လုပ်တော့ဘာလို့ပြောတုံးလို့ဆိုတော့ဥပါဒဏ်နဲ့ခန္ဓာဒုက္ခတဲ့ဟေးအဥပါဒဏ်နဲ့ခန္ဓာဆိုတာကဘာကြီးလို့ဟာလို့မေးတဲ့ခါကျပဋိစ္စသမုပ္ပါဒ်ထဲမှာကမ္မဝုအပိုင်းဆိုင်ရာတွေနဲ့ဝိပါကဝုအပိုင်းဆိုင်ရာတွေမှာပါတဲ့ ခန္ဓာ၅ပါးသာလင်ဥပါဒဏ်နဲ့ခန္ဓာရဲ့ဟေးလို့သူတို့ကပြောလို့ဆိုတော့ဒီလောက်စကလုံးနဲ့ဆန်းတာပေးလိုက်ရင်တော့ညာဆိုဒီစကလုံးကတော့အများကြီးဆဲလွဲပြီးရှားမှာပေါ့ဗျာရှားပြီးသေးတာခင်ဗျားတို့သိမှာပါလို့လို့ပြောခြင်းနဲ့အဲ့ဒီတော့ကဲဒုက္ခပဲပြောကြလို့အကုန်လုံးဒုက္ခလားလို့ပြောရင်စိုက်တာဒုမစိုက်တာဒုက္ခလားလို့ပြောရင်သူတို့ကပြောတယ်ဗျာတော်တော်များသောသောတော့ဘာတွေပြောဆိုတော့ဟာဒုက္ခဆိုတာခံစားချက်တွေသိုးတာကို ဒုက္ခပြောတာမဟုတ်ဘူးပါနော်။မှန်ငါဖြစ်သွားရုံလေးနဲ့တော့သူကဒုက္ခသိတာမဟုတ်သေးဘူးလို့ပြောတာ။သူ့ကိုဒုက္ခသိတယ်လို့ဆိုတော့ तू ကသူ့ဖြစ်တာတွေတော့ကျွတ်ကလည်းပဲသိတစ်ချက်မသိတစ်ချက်သိကြတာပဲကြာ။မှန်။ကျွတ်ကံလောက်တာလဲဒုက္ခသိမှာပဲ။ကျွတ်ဝိဘက်ပေါ်တာလဲကျွတ်ပေါ်တာသိမှာပဲ။ဘာလို့ဆိုကျွတ်ကံလောက်တာသိတယ်လို့ဆိုတာဘာနဲ့ပြောရမလဲဆိုရင်အော်မကောင်းတဲ့ကံတွေလောက်တာခင်ဗျာတော့စိတ်ပေါ်လွင်တယ်ဟုတ်။ကောင်းတဲ့ကံလောက်ရင်တာမပေါ်လွင်တာဟုတ်။ အဲ့တော့ကံဆိုတာကိုကံရဲ့လက္ခဏာဒီကိုအရောက်မယူနိုင်တဲ့အတွက်ဘယ်ဟာကံနေမြောက်တယ်အဲ့ဒါအထိတော့သိမှာမဟုတ်ဘူးဘယ်ဟာကံနေမြောက်တယ်လို့အဲ့ဒါအထိမသိပြီမယ်လို့လည်းပဲကံကိုသိနိုင်တယ်လို့ဒီလိုပြောတာကံကိုသိနိုင်တယ်လို့ဆိုတာကသင်္ခါရတွေကကံတွေပဲလို့ဆိုတဲ့အတိုင်းပဲမကောင်းမှုအကုသိုလ်သင်္ခါရတွေကြတော့သူတို့ကကံမှန်းသိတယ်လို့ပြောရမှာပေါ့ဗျာခေါင်းဆိုကံရဲ့လက္ခဏာကိုမသိရင်အဲ့ဒီအကုသိုလ်သင်္ခါရတာကံလို့သိမှာဗျာ အဲတကယ်လို့ဆံရဲ့လက္ခဏာတိပြီးလို့ရှင်ကတော့မကောင်းတဲ့အကုသိုလ်တင်္ခါရတာကံလို့သိမှာမကောင်းဖြစ်လာလိမ့်မယ်။ဘောဆိုပြန်ရဲ့တကယ်လက္ခဏာကလွန်ကျူးချက်ပဲ။ဒါလေးလည်းမှတ်ပေးကြပါဗျာ။ဘောလို့ဒါလေးမှတ်ပေးရမလဲလို့ဆိုရင်ပြုလို့ဒုက္ခကိုသိရမှာကိုဗျာ။ဒုက္ခကိုသိရမယ်ဆိုဒုက္ခတရားဖြစ်တဲ့တင်္ခါရတရားတွေနဲ့ဝิญဉာဏ်ရောက်လာရင်ဖတ်တာဝิญဉာဏ်တရားတွေချစ်နေတာတွေ့ရအောင်တော့တောင်မှသူ့ကိုဒုက္ခရှုဆောင်ကနေကြည့်မိပါမှာ။ ဒုက္ခရှုထောင့်ကနေပြီးသိမိတာမှဒုက္ခဖြစ်လိမ့်မယ်နော်။ဟုတ်ပါဘူး။ဘုံမိုးရင်တော့ဒုက္ခဖြစ်မှန်းသိလိုက်မှတော့မဟုတ်ဘူးဒုက္ခကတော့ဖြစ်သွားမှာပဲ။သူ့ကိုဒုက္ခရှုထောင့်ကမကြည့်မီလဲဒုက္ခကတော့ဖြစ်နေတယ်။ဒါပေမဲ့ဒုက္ခမှန်းမသိလိုက်ဘူး။ဒုက္ခရှုထောင့်ကနေကြည့်မိမှသူ့ကိုဒုက္ခမှန်းသိလိမ့်မယ်နော်။ဒီသင်္ခါရကိုသင်္ခါရလို့သိယုံနဲ့ဒုက္ခသိတာမဟုတ်သေးဘူးလို့ဒီလိုပြောရမယ်။ ဒီသင်္ခါရရဲ့အကျိုးဖြစ်တဲ့ဝိညာဉ်နာယောတလရဲ့နာဖတ်တာဝေနာကိုလေဝိညာဉ်နာယောတလရဲ့နာဖတ်တာဝေဒနာတွေဖြစ်နေပါလားလို့သိယုံနဲ့ဒုက္ခသိတာမဟုတ်သေးဘူးလို့ဒီလိုပြောရတယ်။တကယ်တော့သူတို့ကဒုက္ခသားတွေပဲနော်။ခုနသင်္ခါရကလည်းဒုက္ခရဲ့အနှစ်အသာဒုက္ခရဲ့အသာအဆယ်သားလေးပဲနော်။ဝိညာဉ်နာယောတလရဲ့နာဖတ်တာဝေနာလည်းဒုက္ခရဲ့အဆယ်သားလေးပဲ။ဒုက္ခရဲ့အဆယ်သားတွေဖြစ်တဲ့သင်္ခါရနဲ့ဝိညာဉ်နာယောတလရဲ့နာဖတ်တာဝေနာတွေ။အော်ငါသင်္ခါရဖြစ်နေပါလား။ ။ဟာဝိညာဉ်လည်းကလိုက်နေတာဖတ်တော်ဝင်တာဖြစ်နေပါလားလို့ဒေဝသက်ခုညာပေါက်လိုက်တယ်။အဲပုပ်ဝိနိဝတ္တနုဒတိညာလည်းပေါက်လိုက်တယ်။အဲ့ဒါလည်းပဲသူဒုက္ခသိတာမဟုတ်သေးဘူးလို့ဒီလိုပြောရမယ်နော်။မှန်ပါ။ဒုက္ခသိတာမဟုတ်သေးဘူးဆိုဘာလို့ဆိုဒီဆံရဲ့ဒုက္ခလက္ခဏာကိုငါဘယ်လိုသိရလဲ။အဲ့ဒုက္ခလက္ခဏာကိုသိတဲ့အဖြစ်ရောက်အောင်ဒီကြည့်ရလိမ့်မယ်။ဒီဝိညာဉ်ရောက်တက်လာတဲ့ဖတ်တော်ဝေနာရဲ့ဒုက္ခလက္ခဏာကို အဲ့ဒါကျွတ်တော့နေပြီးတော့သိရလိမ့်မယ်ပေါ့မြင်ရလိမ့်မယ်ပေါ့ကံကိုပဲမြင်တယ်ကံရဲ့အကျိုးဝိဘက်ပဲမြင်တယ်သူ့ရဲ့လက္ခဏာကိုမမြင်ဘူးလို့ဆိုရင်တော့သူဒုက္ခတော့ဖြစ်လိုက်တာဟုတ်တယ်ဒုက္ခတွေတော့ဖြစ်ပြီဒီကံနဲ့ဒီဝိဘက်ဖြစ်ပြီလို့ဆိုရင်တော့ဒုက္ခတွေတော့ဖြစ်ပြီဒါမှလို့ဒုက္ခကို तू သိပြီလားလို့နေရင်ဒုက္ခကိုမသိသေးဘူးလို့ပြောတာဒါတော့နော်ဒီဥပါရဏေခန္ဓာကိုသိနေပြီလို့တာဥပါရဏေခန္ဓာကိုသိနေပြီဆိုဥပါရဏေခန္ဓာကံနဲ့ဥပါရဏေခန္ဓာ ဝิญဉာဏ်ယုတ်တက်လိုက်နေဖတ်တာဝိညာဉ်လို့ဆိုတဲ့ဝိပါကဝတ်တွေကလည်းပဲဥပါဒနဲ့ခန္ဓာအကမ္မဝတ်နဲ့ဝိပါကဝတ်ဝတ်နှစ်ပါးဟာတော့ပြိဋ္ဌာန်တော်ဥပမာဝတ်သုံးပါးရှိတဲ့ထဲကဝတ်နှစ်ပါးဟာတော့ဖြင့်ဥပါဒနဲ့ခန္ဓာလို့ဆိုတာသိနေပြီဖြစ်လို့ဩဒီဟာတွေကဥပါဒနဲ့ခန္ဓာတွေပါလားလို့သိအောင်တော့တောင်မှသူကလက္ခဏာကိုမရှိမိသေးဘူးလို့ဆိုလို့ရှိရင်သူညာပေါက်တာပဲရှိသေးတယ်အဲသူဖြင့်သုခပစ္စာကိုသိတာမဟုတ်သေးဘူးလို့ဒီလိုပြောရမှာကြာ အဲ့တော့သုဒ္ဓတိစ္ဆာတိအောင်ဖက်နဲ့လောက်ရမှာတော့ဒီကံကိုဘယ်လိုလောက်ဒုက္ခရှိရမှာတော့ဒီဝိညာဉ်အရတလာရနာဖတ်ဖတ်ဝေနာလို့ဆိုဒီဝိဘက်ကိုဘယ်လိုလောက်ဒုက္ခရှိရမှာတော့လို့ဆိုတဲ့အခါကျတော့သူကနေပြီးဒါကိုဥပါဒနဲ့ခန္ဓာမှန်သိတဲ့အခါကျသူကြည့်တယ်ဘယ်လိုကြည့်တယ်လဲလို့ဆိုတော့ကဲဒီကံကြောင့်ဒီဝိဘက်တော့ဖြစ်ပြီးဒီဝိဘက်ဖြစ်ပြီးတဲ့အခါကျတော့လည်းပဲဒီကံကနေပြီးတော့ဒီကံကိုထပ်လုပ်ခြင်းနဲ့ဝိညာဉ်အဲကိလေသာထပ်ပေါ်ပြန်ပြီး တီဗီလေးသာထပ်ပေါ်တဲ့အခါကျတော့ဒီသာဒီကံကိုထပ်လုပ်ပြီဒီကံထပ်လုပ်တဲ့အခါကျတော့လေဒီကံကြောင့်အကျိုးဖြစ်တဲ့ဝိဘက်တရားလည်းပဲထပ်ဖြစ်ပြန်ပြီဟောသူကသူ့ကြည့်လိုက်တဲ့အခါကျသူလဲနေတာကိုတွေ့ရတာကံရဲ့ဝိဘက်ရဲ့နောက်တစ်ခုလေးကတော့ကိလေသာပါအရှိပေါ့အဲ့တော့သူကဘာဖြစ်တုံလို့ဆိုတဲ့အခါကျတော့ဒါတိမ်မွေးသွားပြီကြာခင်ဗျားတို့ဒေဒေချာချာကြည့်ရတယ်ဟုတ်ဒါခင်ဗျားတို့ဖြစ်ရဗျာစားရဲဟာတွေပြောနေပြီပါလို့ ဆရာခင်ဗျားတို့ကိုယ်တည်းအဖြစ်ရည်ကိုသာရေးထားတာဆိုတော့ဆရာတို့ကိုယ်တည်းအဖြစ်ရည်ပြောနေတယ်လို့ပဲခင်ဗျားတို့မှတ်ရမယ်ဗျကိုယ်ကိုယ်တည်းကိုပဲမှန်းကြည့်ရမယ်အဲကျွတ်တော့နေပြီးတော့ကံကိုပြုပြီးကံပြုတဲ့အခါကျတော့ကံပြုလည်းပြီးရောဝိပ္ပပေါ်ရောဝိပ္ပကနေပြီးတခါလာအကြောင်းတင်တဲ့အခါကျတော့ဖတ်ပြီးလှုပ်ရှင်တယ်ဆိုတဲ့ကိလေသာလည်းထပ်ပေါ်ရမယ်သူကအဲ့ဒါမှအရင်ပဲသူကနေပြီးတော့တခြားလဲလဲဖြစ်နေတယ်အဲ့ဒီတခြားလဲလဲဖြစ်တာလဲဘယ်လိုမှသူ့ဘာသာသူမဆုံးဘူးဗျာ ဘယ်လိုမှသူ့ဘာသာသူမသိဘူးဗျဒီဟိုကလေးပေါ်လိုက်တာလည်းနော်ဘယ်လိုမှသူ့ဘာသာသူပြောက်မသွားဘူးဗျကဲကျွတ်တို့ကတခါတော့ခိုးကြည့်ခိုးတာမြန်သူ့ဘာသာသူပြောက်သွားမယ်ထင်တာဗျာကျွတ်တို့တခါတော့လိန်ကြည့်လိန်လာလဲတခါတော့လိန်ကြည့်ပြောက်သွားလိမ့်မယ်မြန်ထင်နေတလားဗျာဘယ်လိုမှသူ့ဘာသာသူမပြောက်ဘူးဗျာသူ့ဘာသာသူမပြောက်လို့တီလာသောက်တီးကြည့်မပြောက်ဘူးဗျာတရားထိုင်ကြည့် တရားတိုင်နေဆိုတာထွက်လေုံလေးရှုတယ်လို့ယုံနာရှုတယ်လို့ဆိုတာခံကြည့်မပြောက်ဘူးညာမပြောက်တာကိုထိုင်မှုတဲ့သူတိတိကျကျသိတယ်လို့ပြောရမှာသူကတတ်လို့မရဘူးသူလိုတာတော့သူမအားတဲ့အတွက်တော့မဖြစ်လျရတာတော့ရှိချင်ရှိမယ်ပေါ့ဗျာဥမာလူခိုးတဲ့လူတယောက်ဟာမခိုးအားပဲနဲ့သူဥပုသ်သွားတောင်းနေတာနဲ့မို့လို့သူခိုးတာတော့မရှိနေဘူးဒါပေမဲ့လို့သူ့မှာခိုးတာကြောက်သားဗလားလို့မေးရသူဥပုသ်သောင်းတာနဲ့ပဲခိုးတာကြောက်သားဗလားလို့မေးရမပြောက်ဘူးညာသူ သူဒီမှာဝိဇ္ဇာကကြမ်းနေတာပဲကြာလားအဲ့တော့ပြောမယ်ဆိုဒီကောင်တော်တော်ကိုပဲဖိုးတယ်လို့ပြောပါပေါ့ဟိုကျုပ်တော်မနေ့ကတော့ပြောသေးတယ်ကြားဘူးတဲ့စကားလေးတစ်ခုနဲ့မှာဖိရှူဦးတဲ့လူတယောက်ကအချိန်ကြီးအရရအရသူနံပါတ်ဖိုးကိုဖြတ်ထားသူရဲ့စီးပွားရေးအရ၎င်းလူမှုရေးအရ၎င်းသူရဲ့ဂုံတိန်သိက္ခာအတရေအရ၎င်းပေါ့ဗျာဖြတ်ထားနောက်ဆုံးပြီသူအသက်ကြီးလို့သေတော့မယ်သူက အဲ့ဒီနံပါတ်ဖုန်းမလုံတာကဥပဒေကြောင့်လားကိုကုံသိန်းကြောင့်လားကိုတီးွားကြောင့်လားဒီလိုမျိုးနဲ့တာသူမလုံတာဟုတ်နံပါတ်ဖုန်းမကောင်းဘူးလို့သူထင်တာမဟုတ်ဘူးသူဖြတ်တော်ထားရတယ်မကောင်းဘူးလို့ထင်တာပဲဆန်ကုံလို့မကောင်းဘူးကိုသိန်းကကြလို့မကောင်းဘူးဒီလိုတော့ထင်တာပေါ့လေဒါပေမဲ့နံပါတ်ဖုန်းရဲ့ကောင်းတဲ့ခံစားချက်ကိုတော့သူကောင်းတယ်လို့ပဲသူကထင်နေတာပဲအဲ့တော့ဒါပေမဲ့အချိန်လေးရသူမလုပ်ဘူးအသက်ကြီးသွားပြီသေတော့မယ်မနေ့ပြန်သေတော့မယ်မနေ့ပြန်သေးငါဒီကနေ့နံပါတ်ဖုန်းရှူလိုက်ရင်တော့ နာထောင်လဲကြကြမရှိဘူးဂုံတိတ်ခါလဲကြကြမရှိဘူးပြီးွားလဲပဲပြီးတယ်ကြကြမရှိဘူးငါတော်နဲ့ဆန်တေးတော့မှာပဲအဲ့တော့ငါဒီကနေ့ဖိုးလေးတော့တိုက်ကြပါဦးနောက်ဆုံးမိတ်ဒေဂန်ဒီတော့အဲ့လောက်တော့စသေးတယ်လို့ဆိုတာမျိုးကျွတ်တို့ကြားရဘူးလေဗျာဒါဟုတ်လောက်ပါတယ်လို့ကျွတ်တို့ပြောရမယ်ဘာဖြစ်လို့လို့စင်တော့ဘုကကြွတ်မှမကြွတ်ဖဲဘုကတော့ချွတ်မဖြစ်သေးသည်မြဒီဘုကမကြွတ်ဘူးဗျာခင်ဗျားတို့လှုပ်ခဲတယ်အထွေထွေသောကောင်းမှုတွေနဲ့မကောင်းမှုတွေကဒါဝတ်တယ်လေရတာ အဲ့ဒီဝတ်တရားခင်ဗျားတို့မက်တွေဖိုတွေမရသေးဘူးလို့ဆိုရင်မကျုပ်ဘူးအဲ့ဒီဝတ်တရားအဲ့ဒီဝတ်တွေမကျုပ်ဘူးလို့ဆိုရင်တော့အเจ้าနာတင့်ရင်တော့အဲ့ဒီဝတ်ကလေးကနေပြီးထလာမှာနော်အဲ့ထလာပြီးကလာအဲ့ဒီလူကိုငကူကကံပြုတ်တဲ့အတိုင်းထပ်ပြီးတော့ပြုတ်စေမှာနော်နှိမ့်ချက်ပြီးပေါ့ဆိုလိုတာကတော့ဒီဥပါဒณะခန္ဓာဥပါဒณะခန္ဓာမှန်တိပြီးတော့သူ့လေးလာပြီလို့ဆိုတဲ့အခါကျသူ့နှိမ့်ဆက်တာတွေကိုမြင်လာရတာအကြောင်းပြောတာနော်အဲ့ဒီလိုမျိုးဆိုတော့အော်ဒီကောင်ကတော့ ်ဖူးပါလားအဲဒီလိုမျိုးလည်းပဲလက္ခဏာလေးကရေးရေးတော့ပေါ်ကျင်ပေါ်လာလိမ့်မယ်ဒုက္ခလက္ခဏာလေးပေါ့ဒီကောင်ဖူးပါလားဒီဥပါဒနဲ့ခန္ဓာကောင်းရောင်ရောင်နဲ့ဒီကောင်ကမဟန်ပါလားပေါ့တီးတဲ့အဆိုးဆုံးအဆိုးလေးပြောလိုက်မယ်ဆိုရင်ဒီကောင်ကိုဆိုးကြပါဆိုလုံပြီလို့ဆိုလို့ရှိရင်ဒီခိုးတာကိုလုံပြီလို့ဆိုလို့ရှိရင်သူကခိုးတာကြောင့်ဖြစ်တဲ့အကျိုးဝိပက်ကိုသူရတယ် ကိုယ်တုံးကအတဝိညာဉ်ဖြစ်နေတယ်ကိုယ်ရဲ့စိတ်အတိုင်းပဲစိတ်တူတဲ့စိတ်ဖြစ်နေတယ်ပေါ့ဗျာကိုယ်ရဲ့စိတ်ကသောအနတ္တသာဟုဒိဋ္ဌိကတာတမယုတ်အတ္တငါရိကစိတ်တခုဆိုပြီးတော့ဖြစ်တယ်သင်လည်းဟောဖြစ်တော့လည်းပဲသူကလည်းပဲအဲ့ဒီလိုမျိုးလိုအလားတူတဲ့စိတ်မျိုးဖြစ်တယ်အဲလူရယ်ဆိုရင်လည်းလူတော့ကသိတယ်လူတာသောဗနတသာဟုတ်ဉာဏတံမြို့အတ္တဂါရိကသိတယ်လူရယ်လို့ဆိုလို့ရှိရသူ့ဝိညာဉ်ဝိဘက်ကြတော့လေသောဗနတသာဟုတ်ဉာဏတံမြို့အတ္တဂါရိကသိပဲဖြစ်နေတယ်